ဟုတ်ပရာဟိတာပေါ့နော်ပရာဟိတာပေါ့ခုကမတို့ကအသင်းဖွဲ့နဲ့လာတာမဟုတ်ညီမလေးရေသူတို့ဒီမှာထိုင်းကအကြော်ညာတာသူတို့ကဗမာစကားပြန်တကယ်လို့နေတယ်လေအဲ့အရရောက်ချင်းမှာမတို့တွေ့တာမြန်မာပြည်သားတွေကအရန်ကြောက်နေကြတယ်ကွာအထက်မှာပါသွားတဲ့သူတွေရဲ့မိသားစုဝင်တွေကဘယ်သူမှစကားမပြောကြဘူး ကက DNA စစ်တာဒီဘက်မှာရှိတဲ့ dead body တွေရှိတဲ့ဟာအပြင်ရောက်နေတဲ့သူတွေရှိနေကုန်ရင်စေယုံမှာပေါ့နော်အဲ့လိုဆိုတော့အဲ့ dead body တွေအတွက်ကိုဟိုတိုက်ဖို့အတွက်အဓိက DNA စစ်ရမယ်ဒီတစ်ခါကျတော့ကြန့်ခွာဆိုတာကတိုင်တာပေါ့နော်အခုလက်ရှိဘသူဆုံးသွားပါပြီပေါ့နော်ဟောအမားတို့ရဲ့ရွှေမျိုးဆိုလို့ရှိရင်လည်းအဲမောင်လေးဆိုမောင်လေးအဖေဆိုအဖေအဲ့သူတွေဘသူတွေကြံခဲ့လဲရွှေမျိုးအရင်ချာတွေ တိုင်ရတာပေါ့เนาะအခုဒီထဲမှာပါသွားပြီပေါ့။ဟောပြန်တွေ့ပြီလားမတွေ့သေးဘူးလားဆိုတာလည်းမသိရသေးဘူးပေါ့เนาะအဲ့ဒီအတွက်အထာတွေကူပေးတယ်ဘာသာစကားပြန်ပေးတယ်အဒီမာလာပြီးကုညီပေးတာကွာအဲ30ရင်းညကဒီ Thai group တခုကပေါ့နော်။အော်မြန်မာစကားပြန်နေမြန်မာဘာသာပြန်ပြီးဟိုစကားပြန်နေလိုတယ်လို့သူက Thai စာနဲ့ကြော်ညာလိုက်တာ။ကြော်ညာလိုက်တဲ့အချိန်မှာအာတငယ်ချင်းတယောက်က အဆက်တွေ့လာရတယ်နော်ဆက်တွေ့လာတဲ့ခါကျတော့မတို့32ရက်နေ့မနက်7နာရီလာခဲ့ကြပေါ့ဆိုတော့ဒီနေရာကိုချိန်တယ်ချိန်တော့အတငယ်ချင်းချင်းချင်းစုလိုက်တာပေါ့နော်အဲနေလို့ဘယ်သူတွေလောက်အားကြလဲပေါ့နော်ငါတို့ဒီမှာသွားကုမယ်ပေါ့နော်တိုက်ပြူလဲစီမှာမမပြည်သားတွေအတွက်စကားပြန်လို့နေတယ်ပေါ့နော်ဘာလို့ပြောရလဲအနေနဲ့မတို့အဲ32ရက်နေ့မနက်7နာရီကနေတော့စပြီးတော့ရောက်ကြတယ်ပေါ့မတို့မြင်ငွေနဲ့မြင်ကြတယ်ဆိုတော့အဲ့ချိန်မှာရရောက်ချင်းမှာမတို့တွေ့တာမြန်မာပြည်သားတွေကအရန်ကြောက်နေကြတယ်ကွာ အထက်မှာပါသွားတဲ့သူတွေရဲ့မိသားစုဝင်တွေကဘာသူနဲ့မှစကားမပြောကြဘူးမပြောချင်ကြဘူးပေါ့နော်အဲ့လိုမျိုးဟိုပြီးတော့ဒီမှာရှိတဲ့ကျမရေးဝင်ထမ်းတွေဒီမှာကတော့အကုန်လုံးပြည့်စုံအောင်လုပ်ပေးတယ်အဲပြီးတော့လူမှုပလုံရေးတွေရှိတယ်အဲ့ဒီအတွက်တွေသူကဘာသူနဲ့မှမပြောရဲကြတာမပြောရဲတာအဓိကဘာသာစကားမတက်တာပေါ့နော်ဘာသာစကားနားမလည်တဲ့ခါကျမပြောရဲကြတော့မတို့တမီးတဲ့ခါကျတော့သူကတွန်းတွန်းဆော့ဆော့ပေါ့နော်အရန်လဲကြောက်နေကြတာအဲဒီမှာဘယ်ပြောမလဲအသက်ဘေးကလွတ်အောင် ပြေးခဲတဲ့သူတွေရဲ့ရှင်မင်းကြီးကွန်ရရဲ့ဆိုတော့အားလုံးကကြောက်နေကြတာလေ ကြောက်နေကြတော့ခါကျတော့သူကမဖြေကြဘူးမဖြေကြတော့ခါကျတော့အမားတို့ကအတင်းချော့မိတာပေါ့နော်အဓိကလိုအပ်နေတာကအမားတို့ကွာသူတို့ကိုဘာတွေလိုအပ်နေလဲဘယ်သူတွေပါသွားတာလဲဘာတွေဖြစ်နေလဲဆိုတော့အမားတို့ဒီဘက်ကအခုလက်ကူဝေးတာကဘာလဲဆိုတော့အဓိကက DNA စစ်တာဒီဘက်မှာရှိတဲ့ dead body တွေရှိတဲ့ဟာအပြင်ရောက်နေတဲ့သူတွေရှိနေကုန်ရင်စိတ်ယုံမှာပေါ့နော်အဲ့လိုဆိုတော့အဲ့ dead body တွေအတွက်ကို ဟိုတိုက်ဖို့အတွက်အဓိက DND စစ်ရမယ်ပြီးတဲ့ခါကျတော့ကြန့်ခွာဆိုတာကတိုက်နာပေါ့နော်ဟောဒီမှာအခုလက်ရှိဘသူဆုံးသွားပါပြီပေါ့နော်ဟောအမားတို့ရဲ့ရွှေမျိုးဆိုလို့ရှိရင်အဲမောင်လေးဆိုမောင်လေးအဖေဆိုအဖေဒီအမေဆိုအမေပေါ့နော်ညီမဆိုညီမအဲ့သူတွေဘသူတွေကြံခဲ့လဲရွှေမျိုးအရင်ချာတွေတိုင်ရတာပေါ့နော်အခုဒီထဲမှာပါသွားပြီပေါ့ဟောပြန်တွေ့ပြီလားမတွေ့သေးဘူးလားဆိုတာလည်းမသိရသေးဘူးပေါ့နော်အဲ့အတွက်အဲ့ဒါတွေကူပေးတယ်ဘာသာစကားပြန်ပေးတယ်ပေါ့ပြီးတော့ DND စစ်ဖို့စေယုံပလိတ်စေယုံ ဲ့ place ရုံခေါ်အားပေးတယ်ပေါ့နော်အဲ့ဒါတွေပဲအဓိကလုပ်ပေးတယ်ပေါ့နော်ဘသူတွေကြံတယ်ဘသူတွေမကြံဘူးဆိုတော့အစင်းတိကြတော့မတို့ဘာမှမသိတာပေါ့နော်အဓိကတော့မတို့ကဘာသာပြန်ပြီးတာအဲ့ဒီထဲမှာကြံခဲ့တယ်ပေါ့သူတို့ပြေးလွတ်လာခဲ့တယ်အဲအကူကြီးကြံတယ်အဖေကြီးကြံတယ်အဲ့ဒါတွေပဲရှိအကုန်လုံးပေါ့နော်နောက်ပြီးတော့မောင်တဝင်းခွဲတို့ညီမတဝင်းခွဲတို့အဲ့လိုမျိုးတွေအများကြီးပဲကြံတယ်ပေါ့နော်အဲ့လိုခုလက်ရှိသတင်းတိကြတော့မတို့ဘယ်နှယောက်ကြံသေးတယ်ဆိုတာလဲမတို့မသိဘူးပေါ့နော် ဟိုသိလို့လေကိုကမပြောရဲဘူးလေဟုတ်တယ်မဟုတ်တယ်ဘာမှမသိတာတော့ဗောနော်လုတ်ပြီးတော့ညီမလေးကျမကြီးစစ်စစ်မှုဆိုတာကကြတော့ဒီမှာကွာသူတို့ရဲ့ကျမကြီးတင်းဖွဲ့လိုက်တယ်အဖွဲစည်းရှိဖို့ဆရာဝန်တွေအကုန်လုံးရောအမောင်တို့ကိုယ်တိုင်ပဲဘာသာလိုက်ပြန်ပြီးတာပြီးတော့သူတို့ဘလို့နေလဲဗောနော်နေကောင်းရဲ့လားအိပ်ပျော်ရဲ့လားစားလို့ရောဝင်ရဲ့လားအအဆင်ပြေရဲ့လားဗောနော်ကျမကြီးပိုင်းနဲ့ဘာတွေလိုအပ်နေလဲအားကြီးအကုန်လုံးလိုက်ပြီးတော့ဘာသာပြန်ပြီးတယ်အဲ့လို့တော့ မရှိသေးဘူးဘာမှတိုးတက်လာဆိုဘယ်နှယောက်ကြီးကြံနေလဲသူတို့တည်င်းနေရတော့ထွက်နေကြတာပေါ့နော်ဒါပေမဲ့အလောင်းနေရလဲအဲ့ပလိတ်ဆေးရုံမှာရှိနေပြီဒါပေမဲ့အဲ့လိုပေါ့နော်အလောင်းနေရပြက်နေကုန်ပြီလေညနာရီဘာတွေကအကုန်လုံးအဲ့လိုမျိုးဆိုတော့ခါကြတော့အဓိကကတော့အဲ့လို DNA စစ်ပြီးမှပဲအလောင်းယူလို့ရမယ်လို့တော့ပြောကြတာပေါ့နော်အဲ့တော့ DNA စစ်ဖို့ပဲမတော်အသေးအံလုံးမ်းပေးနေတာဒီနေ့တော့၃ယောက်ရှိတယ်ခဏနေတယောက်ကြံနေသေးလို့စောင့်တာ၃ယောက်တော့ရပါပြီ ယနေ့စစ်တဲ့စေးရုံကိုသွားပို့ပေးမလို့ပေါ့နော်ဟုတ်ပရာဟိတာပေါ့နော်ပရာဟိတာပေါ့ခုကမတော်အတင်းဖွဲနဲ့လာတာမဟုတ်ညီမလေးရေသူတို့ဒီမှာထိုင်းကအကြောညာတာသူကဗမာစကားပြန်တကယ်လို့နေတယ်လေအဲ့ငါတို့ရောက်တဲ့နေရာဆိုတကယ်ပဲတိတာကလေးလေးတွေရောလူကြီးတွေရောအကုန်လုံးလေမျက်ရည်နဲ့မျက်ခွဲအဖြစ်နေပြီးတော့၃ရက်မြောင်နေပြီညီမလေးရေ၃ရက်ပဲရှိသေးတဲ့ခါကျတော့ တော့လင်းချက်တွေနဲ့အဲ့ဒါမှမစားနိုင်မတောက်နိုင်လဲအဲ့လိုလေးတွေထိုင်တော့ဟိုနားတစုဒီနားတစုဒါတွေလည်းမခင်းအကာတွေမရှိသေးဘူးတော့အဲ့လိုတစုတစုစုအဲ့လိုလေးနေနေကြတာပေါ့နော်ဟောမနေ့ကတော့နည်းနည်းတက်တာသွားကြတယ်မနေ့ကကျတော့ကောင်းကောင်းပြောရဲကြတယ်အဲ့သူတို့တွေလည်းမအားလို့ကောင်းကောင်းပြောပြတယ်အဲ့လိုမျိုးကျမရေးဝင်နန်းတွေလည်းကောင်းကောင်းပြောပြတယ်ပေါ့ဒီနေ့တော့တော်တော်လေးလဲတက်တာသွားကြပြီသူတို့နားနေတဲ့နေရာတွေမှာနားကြတယ်ပေါ့နော် နားကြလည်းလှုပ်ထားပေးတယ်အဲကုန်းလည်း အရန်တင်းလောက်ခါပေးတယ်ဆိုတော့နော်ဟောညီမတွေရဲ့နှလုံးကုကုလုံးကွဲထွက်သွားတယ်လို့မျိုးကိုခံစားရရဒီမှာလည်းအဲ့လိုမျိုးကြောင့်မို့လို့လေအမားတို့အလုံးနားတဲ့ချိန်ကိုအမားတို့ရအောင်လောက်ကူပေးတာပေါ့နော်ဖုန်းနိုင်တဲ့လူပြောမယ်ကိုနိုင်တဲ့ဘာသာစကားလေးနဲ့ကိုတက်ကြွနဲ့ပညာနဲ့ပေါ့